ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီးဟာဆိုဗီယက်ခေတ်စစ်မှုထမ်းဟောင်းပိုလန်လူမျိုးပင်စင်စားတို့ရဲ့လောက်ကျန်တပ်ဖြတ်မှုခံရလို့နှီးပါကြုံခဲ့ရကြောင်းယူကရိန်းလုံခြုံရေးဌာန SSU အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဗာစီမာယက်ကယူကရိန်းမီဒီယာနဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တယ်လို့ New Weeks ကဖော်ပြခဲ့ပါတယ်။ရုရှားကပိုလန်နိုင်ငံလေစိတ်မှာဇယ်လန်စကီးကို FPV drone ဒါမှမဟုတ် sniper rifle နဲ့လောက်ကျန်ဖို့ပိုလန်နိုင်ငံသားကိုခိုင်းစေခဲ့တာပါ။ ဒါပေမဲ့ SSU နဲ့ပိုလန်ပြည်တွင်းလုံခြုံရေးအဖွဲ့ရဲ့ပူးပေါင်းတားဆီးနိုင်ခဲ့မှုကြောင့်လှုပ်ကြံမှုတော့အထမမြောက်ခဲ့ပါဘူး။ဒါဟာဇယ်လန်စကီးထွက်ပထမဆုံးအချိန်လှုပ်ကြံခံရတာတော့မဟုတ်ပါဘူး။2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကယူကရိန်းကို ကျူးကျော်ပြီးကြတဲ့ကဆယ်လန်စကီးဟာအချိန်ချင်းပြစ်မှတ်ထားခံခဲ့ရပါတယ်။ဆယ်လန်စကီးကအဲ့ဒီဖြစ်ရမျိုးကိုအချိန်ကြီးမမှတ်မိနိုင်လောက်အောင်ကြုံခဲ့ရတယ်လို့2023ခုနှစ်ကဝန်ခံခဲ့ပါတယ်။ ဇယ်လန်စကီကိုလှုပ်ကြံဖို့နောက်ထပ်ကြိုးပမ်းမှုတစ်ခုဟာ2024ခုနှစ်မေလကဖြစ်ပွားခဲ့တာဖြစ်ပြီးပြည်တွင်းလုံခြုံရေးဌာနကယူကရိန်းဗိုလ်မှူးကြီးနှစ်ဦးကရုရှားကိုတရင်ပေးကဇယ်လန်စကီနဲ့တခြားထိပ်တန်းအရာရှိတွေကိုတတ်ဖို့စီစဉ်နေကြတာလို့ New Weeks ကဖော်ပြခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ကအလွန်အရေးကြီးတဲ့စစ်စေရေးတစ်ခုရှိခဲ့တယ်။ယူကရိန်းလုံခြုံရေးဌာန SSU ဟာနိုင်ငံတော်လုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့အတွင်းကဌာနအကြီးအကဲဖြစ်တဲ့ဗိုလ်မှူးကြီးတဦးကိုထိမ့်သိမ်းခဲ့ပါတယ်။ သူနဲ့အတူတခြားဗိုလ်မှူးကြီးတယောက်ကိုလည်းဖမ်းဆီးခဲ့တယ်။သူတို့နှစ်ယောက်လုံးက Russia Federal လုံခြုံရေးဌာန FSB အထူးသဖြင့်စစ်စင်ရေးဆိုင်ရာသတင်းချဲ့လက်ဌာနအတွက်အလုပ်လုပ်ပေးနေကြတာပါ။သူတို့ကကျွန်တော်တို့ရဲ့တမရဇယ်လန်စကီကိုလောက်ကြံမှုစီစဉ်နေခဲ့ကြတာပါလို့ယူကရိန်းဒုတိယဗိုလ်ချုပ်ကြီး Vasily Mayak ကပြောပါရယ်။သူတို့ကကြေးစားတွေကိုငှားပြီးယူကရိန်းတပ်မတော်ရုံအနီးတစ်ဝိုက်ဇယ်လန်စကီရှိနေချိန်မှာတိုက်ခိုက်မှုလှုပ်ဆောင်ဖို့စီစဉ်ခဲ့တာလို့ဆိုပါရယ်။ ဇယ်လန်စကီးဟာဇွန်လ23ရက်နေ့ကဗြိတိန်ကိုသွားပြီးချားစ်ဘီနဲ့တွေ့ဆုံပြီးတဲ့နောက်ရုရှားဒရုန်းနဲ့ဒုံးကျည်တွေကယူကရိန်းကိုပြန်လည်တိုက်ခိုက်လာချိန်မှာလှုပ်ကြံခံခဲ့ရတဲ့တရင်တွေထွက်ပေါ်လာတာဖြစ်တယ်လို့ New Weeks ကဖော်ပြထားပါတယ်ခင်ဗျာ乐高米亚的三轮车品牌和 Freedom 的创办人哈，阿吉马上就要参加大奖，明星马 TV 有奖参与哈，妈妈会变成你。 家长嘞，到底该靠来咋子？